မှုမိတာလေးသားတော်ဖက်ကြပါဘူးဟုတ်ကဲ့ပါဦးဦးလာစောဟာမေလာ9ရက်နေ့ညပိုင်းကလေချောင်းကိစ္စနဲ့ကွယ်လွန်သွားခဲ့တာပါဦးဦးလာစောကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးဒီနေ့ရက်လယ်မှာမဲဆောက်ရောက်ရခိုင်တိုင်းသားတွေကအောက်မေ့ပွဲ ပြုတ်လုခဲ့ကြတာပါဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဒီအခမ်းအနားကိုလောရတာကတော့ဒီအဲကျွန်တော်တို့ဒီပြီးခဲ့တဲ့အဲဒီ9လပိုင်း9ရက်နေ့ကဟို ဝေလံကြာဆုံးသွားတဲ့ဆရာဦးလာဆိုပေါ့နော်အဲသူ့ရဲ့ရက်လေလေးဖြစ်တဲ့ပြီးတော့အဲ့ရက်ကိုပဲကျွန်တော်တို့ကအချိန်ခံပြီးတော့သူ့အတွက်ဝန်နဲ့အောက်မေဖွေအခမ်းအနားတည်းရဲ့အမတ်တရအထိမ့်မဲ့တစ်ခုအနေနဲ့ကျွန်တော်တို့ပေါ်ဆောင်တာအာပေါ်ဆောင်မှုစူးစမ်းတာဖြစ်ပါတယ်ခင်ဗျာဘုရားဆောပါဝေကျွန်တော်တို့ဝေလုံးမကြပြီးတဲ့မျိုးဆက်ပြားအပေါ်မှာသစ္စာထားသောအဖြစ်ကျွန်တော်တို့တတ်နိုင်ကြလက်တွဲပြီးတော့ဆက်လက်ကျွန်တော် Okay ကျွန်မ ဒီလောက်ကဆိုလို့ရှိရင်ဆရာဦးလာဆိုတာသူဆက်ကျော်သက်ဘဝတွေကနိုင်ငံရေးနဲ့ပဲတယ်မှာပါဝင်ခဲ့တာဖြစ်တယ်။အခုသူကွယ်လွန်ကြဆုံးချိန်အထိကိုနိုင်ငံရေးနဲ့ပဲတယ်မှာတည်ုံကြီးအောင်စိုက်လိုက်မှတ်တက်လှုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲသူကအမှုပညာသမားတယောက်လည်းဖြစ်တဲ့အခါကျတော့ကြပြားများကိုတချင်းများကိုရေးသားပြီးတော့အဲဆက်စုခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံရဲ့အခုလက်ရှိနိုင်ငံရေးအခင်းအကျင်းမှာတော့တကယ်ကိုပြည်ချစ်ဝါဒရှိတဲ့နိုင်ငံရေးသမားတယောက် စစကဗျာအရေးခွဲကောင်းတဲ့လူပညာသမားတယောက်ကိုဆောက်ရှောက်ရခြင်းပဲဖြစ်ပါတယ်။ဦးလာစောဟာဝါရည်နိုင်ငံရေးသမားကြီးတူဖြစ်တယ်လို့1984-85ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွေမှာလည်းပါဝင်ခဲ့ပါတယ်။ဆုံးချမှုအတွက်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ရခိုင်နိုင်ငံရေးရတော့နိုင်ငံရေးအတွက်တော့နိုင်ငံရေးသမားတွေအတွက်ကျွန်တော်တို့ရှိရခိုင်ရခိုင်ပြည်တိဆောက်ရေးတွေနဲ့ပတ်သက်ပြီးတော့ဆုံးချမှုတော့အများကြီးရှိတာပေါ့။ဆုံးချမှုရှိတယ်။ဘာပဲဆိုတော့ဆရာဦးလာစိုးရဲ့ အာတွေးခေါ်တွေဟိုစဉ်းစားချက်တွေကကျွန်တော်တို့ရခိုင်အာပြည်နဲ့ရခိုင်လူမျိုးအတွက်ကတမတမ်းမှအရေးပါတယ်ပြည်ဆရာကြီးပြောတဲ့စကားတွေလည်း influence ရှိတယ်ပေါ့ဆိုတော့ဒါဆုံးချမှုတစ်ခုပဲဦးလာစောဟာနိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်ပြီး2015ရွေးကောက်ပွဲမှာ ANP ပါတီကိုစားပြုမြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ခဲ့သလိုမောင်းခိုင်အောင်စစ်တွေကလောင်နာမည်နဲ့ကြပြားဆောင်းမနဲ့ တချင်းနေလဲရေးသားခဲ့သူဖြစ်ပါတယ်ခမကျွန်တော်မောင်တူပါကွာဖတ်ဖို့ရထားတဲ့အဲ့လေလေနဲ့သွားတယ်ကျမကို